ပြဿနာဆိုရာနဲ့ကြုံလာရင်စိတ်မညစ်ပါနဲ့မကြောက်ပါနဲ့အလွယ်နည်းနဲ့မဖြေရှင်းပါနဲ့ပြဿနာဆိုရာတကယ်တော့စိတ်ညစ်စရာကြောက်စရာမဟုတ်ပါဘူးပြဿနာဆိုရာကိုယ့်ရဲ့အရေးချင်းကိုမြင့်တင်ပေးတဲ့အရာတစ်ခုပါပဲပြဿနာတစ်ခုခုနဲ့ကြုံလို့အဲ့ဒီပြဿနာကိုဖြေရှင်းပြီးတဲ့အခါကိုယ့်ရဲ့စွမ်းရည်တွေလည်းပိုပြီးမြင့်တက်လာပါတယ် ယတနာတွေကြောင့်သာလောကလူသားတွေရဲ့စွမ်းရည်တွေကပူပြီးမြင့်တက်လာကြတာပါယတနာဆိုတာလူတိုင်းကြုံတွေ့ရမယ့်အရာဖြစ်လို့ယတနာတစ်ခုခုနဲ့ကြုံရတဲ့အခါယတနာကိုဖြေရှင်းနိုင်မယ့်အကောင်းဆုံးနည်းလမ်းကိုစိတ်အေးအေးထားပြီးစဉ်းစားပါပြဒနာတကူဟာစစ်မှန်တဲ့ပြဒနာဖြစ်တယ်ဆိုရင်ကြောက်နေလို့လည်းမရသလိုရှောင်နေလို့လည်းမရပါဘူး တချို့သောပြဿနာတွေကဒီခံစိတ်စိတ်နေလို့ပြည်လေသွားမယ်ဆိုရင်ဒီခံစိတ်စိတ်နေလိုက်ပါတချို့သောပြဿနာတွေကဖြေရှင်းရမယ်ပြဿနာဆိုရင်အချိန်မစွဲပဲနီးမှန်လမ်းမှန်နဲ့ဖြေရှင်းလိုက်ပါပြဿနာတစ်ခုခုကြုံရတဲ့အခါကိုရောအခြားသူတွေပါတက်နိုင်သည်မမထိခိုက်ရအောင်ဖြေရှင်းပါပြဿနာဘောပြဿနာမစင်ပါသေးနဲ့ ပြဿနာတွေပိုပြီးမကြည့်ပါစေနဲ့ပြဿနာတွေကြုံလာတဲ့အခါအကောင်းဆုံးဖြေရှင်းနိုင်အောင်ကြိုးစားရင်ပြဿနာတွေမှာပြဿနာမရှိတော့အောင်စွမ်းဆောင်ရည်ပြည့်ဝသူမြောက်ဖြစ်လာပါလိမ့်မယ်